ဲ့လိုတင်နေတာအဲ့ချိန်မှာတော်တော်ကိုစိတ်မကောင်းမှုဖြစ်ပါတယ်ဘလို့ဖြစ်လဲဆိုမြင်နေကြတယ်ထင်တယ်ကျွန်တော်သရုပ်တော်မှာဖြစ်တော်လို့ဒါရိုက်တာလုတ်ခိုင်းနေပြီသူထင်ပါတယ်တကယ်တော့သူ့ရဲ့စက်စမှအခုပေါ်လာပါပြီအဲ့တော့ဒါရိုက်တာလုတ်တဲ့နေရာမှာသူကအရန်ကိုပါမီထူးချုပ်လာတယ်အဲဘာလို့ကျွန်တော်ကသင်ကြားတာကအစရုပ်ရှင်ရိုက်တဲ့နီးစနစ်ကို YouTube မှာလေ့လာလို့တခြားသင်တန်းတွေမှာတောင်းလို့ရတယ် ဒါပေမဲ့တွေးခေါ်ဖို့မိစနစ်ကိုကြတော့ဘယ်နေရာမှမသိနောက်တစ်ခုကတည်တည်တည်တဲ့တဲ့အနုပညာရဲ့ဆက်နွယ်မှုတွေအားလုံးသူနားလေတည်တယ်အဲ့ဒီအတွက်ကြောင့်သူတို့ကသူများတဲ့ခေါင်းတစ်လုံးသားရတာပြောမှာအဲအာဂျာမနုမင်းနဲ့အာဂျာမဆက်ကြတာသူအဲ့လိုပြောရတယ်နော်ပြောကြပါသူကိုယ်တိုင်လည်းလက်ခံတယ်ကောအားလုံးကကျွန်တော်တို့တိုးတဲ့လူကြီးဖြစ်တဲ့အတွက် ရန်ကိုကြီးလူဝန်တာပါလေအဲ့တော့နစ်စစ်လေနောက်ထပ်ကျွန်တော်လိုပဲအကယ်မီရပါစီလို့ဆုတောင်းရင်းနဲ့ဒီကားကိုအောင်မြင်ပါစီလို့ကျွန်တော်ယူပါတယ်ယုံကြည်ပါတယ်ဆုတောင်းပါကျွန်တော်ကြီးရောက်လာတော့ကျွန်တော်တကယ်ချင်းကိုဝင်းကြီးပေါ့နော်စိတ်ဒီပြီးတော့ကိုဝင်းကြီးရန်ပြီးတော့ဟောသူကတရုတ်ဆောင်ဝါသနာပါတယ်ဟောတရုတ်ဆောင်ဝါသနာပါတဲ့အတွက်ဟောကျွန်တော်တင်တဲ့ 3H တင်တဲ့ကတက်ဖို့တွေ့လိုက်တာအဲ့တော့သူ့ကိုလ ీల ကြဲကလား တယုံဆောင်တဲ့သူ့မှာဒရိုက်တာစန့်စီရန်ကောင်းတယ်စန့်ကြအဲ့တော့ကျွန်တော်သူ့ဒရိုက်တာလုပ်ပါလာဒရိုက်တာလုပ်ဖို့အတွက်ဒရိုက်တာတန်းန်းကိုတက်တယ်ပြီးရင်နောက်တော့ဒရိုက်တာဟာလေးသူ့ကိုတိတာတင်တင်သွားတယ်ပြီးရင်ရှူတင်တွေမှာလိုက်ကြည့်ခိုင်းတယ်အဲ့လိုလိုက်ကြည့်ရင်လိုက်ကြည့်ရင်လည်းတဖြည်းဖြည်းအဲ့လိုဒရိုက်တာစိတ်ကလေးဝင်လာအဲ့တော့တကယ်လုပ်တဲ့အခါမှာလည်းဒရိုက်တာစန့်စာသူရန်ကောင်းတယ်ကောင်းတဲ့ဒါအားလုံးဒါရှိရသူရဲ့ခါကြီးတည်တာလေအဲ့တော့အခုဆိုမှသူကကျေးဇူးတင်တယ်ကျွန်တော် ီစီမံပြောချင်တာကတော့ကျွန်တော်ကိုယ်စွမ်းဉာဏ်စွမ်းရှိသလားတတ်နိုင်သလားအကောင်းဆုံးအမြဲတမ်းစူးစမ်းပါမယ်ဒီကားကြီးအားလုံးရှိပြောလာတဲ့ခါကြလို့ရှိရင်လေအများကြီးအားကြီးတော့ဟုတ်ပါ။နောက်သူ user ဆိုရတဲ့ပူတွေပြ။သူတို့မြောက်တန်ရောတယ်။ဒါဖတ်တန်ရောတယ်။အဲ့တော့သူ့သားလို့ခေါ်တာ။ဟိုကလည်းအဖေလို့မခေါ်ဘူးလို့ပဲပဲ။အဲ့လိုအဲ့လိုလိုခိုင်းရှိတာ။ရှိတော့အဲ့တော့အဲ့ဒီနေရောက်ရဲ့တန်ရောစရာ producer နဲ့ခုန director ဆက်ဆံရေးပေါ့။ဒါဖတ်နေဆက်ဆံရေး။ အဲဘာလို့ကျွန်တော်ကတင်ကြားတာကွာဆာရုပ်ရှင်ရိုက်တဲ့ဒီစနစ်ကို YouTube မှာလေ့လာလို့ရတခြားတင်တဲ့နေရာတောင်းလို့ရတယ်ဒါပေမဲ့တွေးခေါ်ဖို့ဒီစနစ်ကိုကြတော့ဘယ်နေရာမှမသိနောက်တစ်ခုကအမှုပညာဆန်တဲ့ psychology တွေအဲတော့အမှုပညာဆန်တဲ့ philosophy တွေနောက်တစ်ခုကတည်တည်တည်တဲ့တဲ့အမှုပညာတွေဆက်နွယ်မှုတွေအားလုံးသူနားလေတည်အဲ့ဒီအတွက်ကြောင့်သူတို့ကသူများတဲ့ခေါင်းတလုံးသားတယ်ပြောမှာ ခုပဲပါဘို့အဲအဲဒီစက်တီကိုပေါ်လာတော့လေဒါကြောင့်မနှုံးမင်းနဲ့ဒါကြောင့်ဝမ်းစကြတာတူအဲ့လိုပြောရတယ်နော်ပြောကြပါသူကိုယ်တိုင်လက်ခံတယ်နော်